ခရစ်တိုနိုင်ညီကောင်မများအလုံးပဲမင်္ဂလာပါဒီမနက်ကျွန်မအဖြစ်ဝင်ကလူတွေနောက်ပတ်တော့ကောင်းစင်လေးကတော့သခင်ယေရှုပြည့်စုံလို့တော့အရာများဆိုပြီးတော့မှကောင်းစင်နဲ့ဝင်ကကျွန်မတွေဆိုတော့ဒီနေ့သခင်ယေရှုပြည့်စုံလို့တော့အရာများလို့ပြောတဲ့အခါမှာဘုရားသခင်ကိုယုံကြည်သူတာတမင်တနည်းကျွန်တော်ရဲ့အသက်တာမှာပြည့်စုံလို့တော့အရာများကိုဆုံးလို့ခြင်းပဲဖြစ်ပါတယ်ဆိုတော့သခင်ယေရှုပြည့်စုံလို့တော့အရာတွေကအများကြီး အာရှိတယ်အများကြီးပြောရတဲ့အရာတွေရှိတယ်ပေါ့နော်တုတ်ပေမဲ့လေအဲ့ဒီဂျိတ်ကနေအချက်ကလေး၃ချက်ကိုကျွန်မပြောပြချင်တာပဲဖြစ်ပါတယ်ဆိုတော့ပထမတစ်ချက်အနေနဲ့ယေရှုမဆာအခန်းကြီး၁အပိုင်၈ကိုဖတ်ချင်ပါတယ်ထိုပိယတိကျမ်းစာ၌ရေးထားသမျှအတိုင်းရှင်မင်းကိုစောက်ရှောက်ခြင်းအလုံးကကျမ်းစာကိုမဖတ်မရစ်ပတ်မနေနေရမပြတ်ကြည့်ရှုဖတ်ယူရမည်တို့ပြုရင်တန်လျအချမ်းထောင်းရ၍အောင်မြင်လိမ့်မည်အာမင်ဒီနေ့ နှောင်းရအသက်တာချင်းမှာတကင်ရွှေပြည့်စီလို့တော့အရာပထမတစ်ချက်ကပါလေဆိုရင်ဘုရားသခင်နှုတ်ကပတ်တော်ကိုဖတ်ရှုနားတော်ခြင်းမှာဖြစ်ပါတယ်အာမင်နော်အာဘာကြောင့်လဲဆိုရင်ဘုရားဒီနေ့ဘုရားသခင်နှုတ်ကပတ်တော်ဟာဒီနေ့ကျွန်တော်ရဲ့ချေရှိမှာမြင်ခွက်ဖြစ်ပြီးဒီကျွန်မတို့လမ်းခင်းကိုလမ်းစီနှုတ်ကပတ်တော်ဖြစ်ပါလေနော်ဒီကျွန်မတို့နော်ခိတ္တခဏရှန်တန်နေတဲ့ဒီကပါလောကကြီးမှာပါဆိုရင် အမောင်ထုတွေနဲ့ဖုံးလွှမ်းနေတဲ့အရာဖြစ်တယ်။တမန်တော်ပြောမယ်ဆိုရင်ဘုရားဒီနေ့ခိုးခြင်းတက်ခြင်းဖြစ်စီခြင်းစိတ်ပူပန်ခြင်းကြောက်ရွံ့ခြင်းဝမ်းမြေခြင်းနေဘုရားဒီနေ့အမျိုးမျိုးသောအနေတွေနဲ့ပြည့်မြတ်နေတဲ့နော်မောင်ထုဖုံးလွှမ်းနေတဲ့ကမ္ဘာမြေကြီးဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာကျွန်မတို့ကသွားလာတဲ့အခါမှာကျွန်တော်တို့ရဲ့ lanking ကို lens နေမဲ့နော်ဘုရားသခင် nook ပတ်တော်နော် ကိုကျမတို့ကလိုအပ်တာဖြစ်သေးနုကပတ်တော်နဲ့ကျမတို့နေ့စဉ်တိုင်းမှာတွားလောက်ဖို့ရင်ကျွန်တော်အမြဲတမ်းအရေးကြီးတာပဲဖြစ်ပါတယ်။နုကပတ်တော်ကိုကျမတို့ကနေ့စဉ်တိုင်းမှာဖတ်ရှုနားထောင်ဖို့ရင်ကျွန်တော်လိုအပ်တာဖြစ်ပါတယ်။ထိုကိရိကျမတို့သက်တာထဲမှာပြည့်နေစဉ်ကျွန်တော်တို့ရဲ့သက်တာဒီဖယားသခင်အလိုတော်ကိုပို့ပြီးပို့ပြီးနားလိုပြီးတော့မှဒီနေ့ဖယားသခင်အသက်ရှင်စေလိုတဲ့ဘုနော်အသက်တာကြီးတို့နော်ကျမတို့ကအာရှင်နိုင်မှာဖြစ်ပါတယ်။ဒီနေ့ the amount ที่พูดว่าเนี่ยกบามีจีที่มาชมาว่าเอาเงินสวาปที่ชมาดูกันอัตชนายมาพิจารณาสวยหอบผิวพิจารณาเว็บเสบารีดูดีอ่ะพิจารณาเนี่ยชิโนะแคนจีสัตว์ตัวอพยพนิสเลกพัชมาเร่งานีตะเคียนพิลีอ่ะเช่นพยานพิลีเนี่ยเป็นดูอิจฉาโกซีลิงเป็นดูดีเช่นเช่นดูอิจฉาโกซีอาจามีดูดีอ่ะพิจารณาเนี่ยตะเคียนชิบจูซิโร่เอียกับบาลีส์เนี่ย သူတပားငုံချစွာစေခံခြင်းမဖြစ်ပါれဒီနေ့သခင်ယေရှုကပြောတယ်ဘုနော်သခင်ယေရှုကသခင်ဖြစ်တယ်သခင်ဖြစ်ရတဲ့ဘုရားနဲ့ဖြစ်ဖြစ်ရတဲ့ဘာကြောင့်သူ့ရဲ့တပည့်တော်တွေခြေတော့ကိုခြေကိုခြေကိုစေးစေးခဲ့တာလေဆိုရင်ဘုနော်ဒီနေ့သူ့ရဲ့တပည့်တော်တို့အားနော်သူတပားအားနေချဂျန်နေချစွာအစေခံဖို့ရန်အတွက်ဆန္ဒမူနာကောင်းကိုသခင်ယေရှုက ပြခဲ့တာပဲဖြစ်ပါလေဆိုတော့ကျွန်တော်တို့တင်းနေရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာလေးအာဒီနေ့ new charge ကိုဝင်းမီဖွင့်တဲ့ image မှာအရေးကြီးတာပဲဖြစ်ပါလေဒီနေ့ new charge ဆိုအစီခံတတ်ဖို့အတွက် image မှာလိုရတာဖြစ်ပါလေဆိုတော့နေရာကြီးပြောမယ်ဆိုရင်ဒီနေ့ကျွန်တော်တို့ဓမီဝိုင်းမှာနော်တင်ဂျန်လေးစီရင်နေစမ်းနေဒီဆိုပါစို့ဒီနေ့ကိုအာကိုကိုကိုမဦးချတဲ့ခါမှာနော်ဘေးကတင်ငင်ဂျန်မိတ်စီကိုအရင်ကျွန်တော်တို့ဦးစားပေးပြီးတော့မှနော် ဦးချချန်းစသဖြင့်နော်ဒီနေ့အကူညီလူတွေသူတွေအားပေါ့နော်လက်ရိုးစွာနော်ကျမတို့ကူညီပေးချမ်းတက်နိုင်တဲ့တတော်တနေရာကနေနော်ကျမတို့ကူညီပေးချမ်းအားနည်းနေလူကိုခွန်အားပေးအထူမပေးချမ်းနော်အသက်ကြီးကလေးတွေကိုမိမိနေရာကိုဖေးပေးချမ်းစသဖြင့်အရာတွေကိုပြုချမ်းအဖြစ်ကျမတို့က nature ဆိုပါတော့သူတပါအစီခံနာမှာဖြစ်ပါလေနော်ဤကိတို့ကျမတို့ nature ဆိုပါဖြင့်သူတပါ ၌ကောင်းသောအမှုကိုပြုဖို့ရန်အတွက်ဆက်သည်ဆိုရောက်ပြောပြခြင်းလေမဆောင်းအချမ်းနေနေဘောနော်တခင်ယေရှုပြုစီလိုအရာကပါလေဆိုရင်မိရှိစဉ်အခါအေဝံဂေလိတရားကိုဟောပြောဝင်ငါခြင်းလေဖြစ်ပါတယ်ရှင်ယောဟန်ခန်းကြီးကိုအပိုင်လေးကိုဖတ်ချင်ပါတယ်မြတ်ကိုစေလွတ်တော်မူသောသူ၏အမှုကိုနေ့အချင်းရှိစဉ်လေးငါပြရမည်။အဘိဓမ္မာအမှုမပြုနိုင်သောအချင်းတည်းဟုသော မြတ်အချင်းလာသေး၏လို့ပြောတာဖြစ်ပါတယ်ဒီနေ့ကျမတို့ကနော်ဒီစင်တိုင်းမှာကျန်ကျန်မာမာနဲ့ကျမတို့အသက်ရှင်နိုင်ရဲ့အခါပေါ်တော့ကျမတို့ကအချင်းရှိတဲ့အခါနော်ကျန်ကျန်မာမာဆိုပြီးကျမတို့ရှင်သန်နိုင်တဲ့အချိန်မှာပဲနော်တခင်ရှုရဲ့နော်တင်းအာကောင်းအဝင်ကလေးကိုကျမတို့ကပါလေဝင်ကဟိုးဖြိုးပွင့်ထွက်လိုတာဖြစ်ပါတယ်ပေါ့နော် ဒီနေ့တခင်ယေရှုနဲ့အတူလက်ဝါးကားထဲမှာနော်ရိုက်ထားသူ၂ယောက်ထေကဘုံတော့လက်ရဘက်ကသူကတခင်ယေရှုကိုလက်ခံယုံကြည်ပြီးတော့မှသူဟာကေတင်ရှင်ကိုရောက်ခဲ့တာပဲဖြစ်ပါလိမ့်ဘုံတော့ဆိုတော့ကျမတို့ဒီမှာနော်ချစ်မိတ်ဆွေနော်ကျမတို့တခင်ချင်းလာမိသားစုအတိုင်းဝိုင်းပြီးသူကတခင်ယေရှုကိုမယုံကြည်သေးလဲနော်တခင်ယေရှုကိုအာမတိသေးလဲနော်သူတို့တွေကိုကျမတို့ကပါလေအချင်းရှိတော့လုံလဆိုက်ဆိုတော့အတိုင်းဘုံတော့ကျမတို့ကပါလေ အမြန်တခင်ရှုရဲ့ဝိဉ္ဇဉ်ကလေးတရားကိုဟိုးပြိုဝင်ငါဖွင့်ထားလိုအပ်တာဖြစ်သေးဆိုရအောင်ပြောချင်တာပဲဖြစ်ပါသေးဘုနော်ဆိုတော့ကျမတို့ဒီကိတော့မလုပ်ဘူးဆိုရင်ဘုနော်ဒီကျမတို့ကပါလေအာမချမ်းမမာဖြစ်တဲ့အချိန်တွေဂျုံရတယ်နော်နောက်ပြီးတော့ပါလေလက်မလျှောက်နိုင်တဲ့အချိန်တွေနော်တင်ချင်းတွေကိုစကားမပြောနိုင်တဲ့အချိန်ကာလကနော်အချိန်မရရောက်လာနိုင်တာပဲဖြစ်ပါသေးအဲ့ဒီတကယ်တင်ချင်းတရားကဘုနော်အချိန်မရရောက်ရှိနိုင်တာပဲဖြစ်ပါသေး ။ဒါကြောင့်ကျွန်မတို့ကပါလေအချင်းရှိတော့သခင်ယေရှု၏အဲ့ဝင်ဂရိတရားကိုကျွန်မတို့ကနော်မယုံကြည်သူအားကျွန်မတို့ကဝေငှဟိုးဖြိုးဖို့ရန်ထလိုတာဖြစ်သေးဆွဲရောက်ကိုယူချင်တာဖြစ်သေးဤကိတော့အရာတွေကိုအတ္တတထဲမှာကျွန်မတို့ပြုနေဆိုရင်ဒီကျွန်မတို့ရဲ့အတ္တမှာဘုရားသခင်အားဖြင့်ပြင်ဆင်ပေးထားတဲ့အချိုးကြီးစုကိုခံစားရတဲ့တော့မကဘဲနဲ့လောကကြီးမှာကျွန်တော်တို့ဂျန်ခိတခဏဂျန်တဲ့အခါမှာအောင်းမြင်တော့အတ္တတိုင်းကျွန်တော်တို့က ကျန်လင်းသွားလာနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ချမိတ်ဆွေများကျွန်တော်နေ့စဉ်တိုင်းမှာဖရားတခင်နှုတ်ကပတ်တော်ကိုဖတ်ရှုနားထောင်ခြင်းရှိရအောင်။ဒုတိယတစ်ချက်အနေနဲ့သူတပါအားနှိတ်ချစွာအစေခံတော်သူများဖြစ်ကြရအောင်။နော်။နောက်ဆုံးတစ်ချက်အနေနဲ့အချိန်ရှိတော့မှာပေါ့နော်။အချိန်ရှိတော့လုံလဆိုင်ဆိုတဲ့အတိုင်းပေါ့နော်။သခင်ယေရှုရဲ့အိမ်ဝင်ကလေးတရားကိုပေါ့နော်မယုံကြည်သူအား ျမတို့ကြိုးစားပြီးတော့မှဝင်ငေါ့ပို့ပြရအောင်ဆိုပြီးတော့မှပေါ့နော်အာတိုက်သွင်းခြင်းနဲ့နှုတ်ကပတ်တော်ဤနေရာမှာပဲနှိကုတ်ချုပ်ပါတယ်အားလုံးပုံမှာနှုတ်ကပတ်တော်ကောင်းချီးတက်ရောက်ပါစေ